င်းစီရဲ့နေ့စဉ်သတင်းရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မာထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့ကမ္ဘာရွှေဈေးကြောင့်မြန်မာရွှေဈေးတက်နေပြီးတနေ့၅ဘိတ်တောင်ခန့်ပြောင်းလဲရောင်းချမှုရှိနေဆိုတဲ့သတင်း။မောင်ပုံစံကိုခင်မီထုတ်ပို့မှုပုံစံများဖြင့်နိုင်ငံတကာစေကွက်သို့တင်ပို့ရောင်းချရန်စီစဉ်နေဆိုတဲ့သတင်း ုက်ကြီးဆန်ပြမွေးမြူရေးဆောင်ဝတ်ဖြစ်ဆောင်ရွက်နေဆိုတဲ့တွင်နိုင်ငံတကာသတင်းဘုံလေးနဲ့ဂျပန်၌ဂျမန်နှစ်ကားထက်ဆန်စင်းလုံးနှစ်ဆနီးပါးမြင့်တက်လာနေဆိုတဲ့တွင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ ထမအဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့ခပန်းရွှေဈေးကြောင့်မြမရွှေဈေးတက်နေပြီးတနေ့ငါးပိတ်သားခန့်ပြန်လဲရောင်းချမှုရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ခပန်းရွှေဈေးဆက်တိုက်မြင့်တက်နေတာကြောင့်မြမရွှေဈေးလည်းလိုက်ပါမြင့်တက်နေပြီးရွှေဈေးကွာအထွန်းမှာတနေ့ကိုရွှေပိတ်သားချင်းငါးပိတ်သားခန့်ပြန်လဲရောင်းချမှုရှိနေတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါအထင် ရွှေစိမြင့်တက်မှုနဲ့ပတ်သက်ပြီးဥက္ကဋ္ဌဦးမျိုးမြင့်ကအခုလိုပြောပြထားပါထိကပ္ပရှင်ကြီးပါပဲအဓိကတော့မီဟန်သမရာအဲစကားပြောလိုက်ဒီစပီရတ်တက်သွားလိုက်အဲ့လိုဖြစ်တယ်။ဒီကတော့မလုပ်ရဲတော့ရအောင်အဲ့စပီရဲကိုဝင်လာတဲ့သဘောပါ။ရွှေစိတက်လာတော့လာပြန်ရောင်းလာပဲရှိတယ်တင်း။တင်းငါးဘီတာလောက်လာပြန်ရောင်းတဲ့ခါကျတော့ဟိုငွေရှင်းတဲ့ခါကျရက်တစ်ပတ်လောက်ပါရှင်းရတာ ဈေးကွက်အတွင်းပြန်လည်ရောင်းချတဲ့ရွှေတွေဟာအတုံးဝခဲထက်အထက်ပြက်ရောင်းချမှုပုံမများပြားတယ်လို့လည်းသိရပါတယ်။ရွှေထက်ပြက်ရောင်းချမှုနဲ့ပတ်သက်ပြီးဥက္ကဋ္ဌဦးမျိုးမြင့်ကအခုလိုဆက်ပြောပြထားပါတယ်။အထက်ပြက်ပေါ့ဝင်သွားတဲ့ဟာအားလုံးတော့တမိကြီးဆက်ဈေးနဲ့ဟိုမှာလာပြန်ရောင်းကြတာပဲဆွဲကြည့်ဖို့လက်ကောက်ကောဟိုငွေတွေရောလက်စွပ်တွေရောအတော့လက်ကတ်တွေရောတော်ဝိုင်းရောဒီဇိုင်းတွေကပြောင်းတော့ဒီဇိုင်းအစ်စ်တွေပြင်တော့ဟို ခေါင်းကိုပြန်ရောင်းအစ်စ်ကိုပြန်ဝယ်အဲ့ဒီလူတွေရှိတယ်ပေါ့ရမန်နေရတူကကပရွှေစေးဟာတောင်စာကို3344ဒေါ်လာနဲ့စတင်လာပြီးမြမရွှေပြင်းပပေါင်းစေးကတစ်ချက်သားကို85သိန်း9000ကျပ်ပေါင်းစေးရှိနေပြီးရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းကထုတ်ပြန်တဲ့ရှင်ညုံးစေးမာထော့တပိတ်သားကို58သိန်း4000ကျပ်အဖြစ်သတ်မှတ်ထုတ်ပြန်ထားပါသေးလို့သိရပါသေးရှင်ဒုတိယသတင်းပုံအနေနဲ့ မြန်မာပေါ်ဆန်းကိုခင်မီထုတ်ပုံးမှုပုံစံများဖြင့်နိုင်ငံတကာဈေးကွက်သို့တင်ပို့ရောင်းချရန်စီစဉ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာပေါ်ဆန်ကိုခိမီထုတ်ပိုးမှုပုံစံထွေနဲ့နိုင်ငံကဆေးကွက်သူတင်ဖို့ရောင်းချဖို့စီစဉ်နေတယ်လို့မြန်မာနိုင်ငံစံစပါအတင်းချုပ် MRF ကနေသိရပါတယ်။အဲ့ဒီလိုရောင်းချရမှာအယောနှောကင်ပြီးပစ္စည်းမှန်အရည်အသွေးမှန်ဈေးနှုန်းမှန်ထည့်မြန်မာပေါ်ဆန်မှုရဲ့ဖြစ်နိုင်ငံကဆေးကွက်ကိုခိမီထုတ်ပိုးမှုပုံစံထွေနဲ့တင်ဖို့ရောင်းချသွားဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။ ပေါ်ဆန်းစပားမျိုးရဲ့မူရင်းဌာနေဟောင်းအေယဝတီတိုင်းဒေသကြီးဖြစ်ပြီးအေယဝတီပေါ်ဆန်းတခေဆန်းပြီးအနံ့အရသားနဲ့အရေအသွေးကောင်းမွန်စေရအတွက်ကြိုးပမ်းနေတယ်လို့သိရပါတယ်။တောင်သူတွေပေါ်ဆန်းစပားကိုတွင်ချဲစွာစိုက်ပျိုးချဖို့လိုအပ်တဲ့နည်းပညာတွေ ပြန်ပွားစေဖို့ရည်ရွယ်ပြီးလဲပေါ်ဆန်းနယ်ပတ်သက်တဲ့ဆွေးနွေးပွဲတွေကျင်းပနေတယ်လို့သိရပါတယ်။ဒါအပြင်နိုင်ငံသက်ဝမ်းမှာပေါ်ဆန်းဆိုင်အေကတက်တန်းခွဲခန့်တာရှိပြီး MRF အနေနဲ့ ြမပေါ်ဆန်းကိုနိုင်ငံတကာစေကွာမှမြမအမှတ်တစိတစ်ခုအဖြစ်မြင့်တင်လိုထားကြောင်းဒေတာဆိုင်ရာအညွှန်းရရှိရေးဆောင်ရွက်နေပါသည်လရှိမှာနိုင်ငံတကာဆေးကွာကို အမထငစိန်အုပ်စုဝင်ထွေးဖြစ်တဲ့စင်တူခတီထရှင်ယဒနာတို့ကရင်မထုံးပူ GW 11အပါဝင်စံချန်းတွေကိုသာအထူးကအတင်းဖို့နေပြီးရွှေဘူပေါ်ဆန်းကိုတော့ပြပရောက်မြမတွေစားသုံးဖို့အနှဲငယ်အတင်းဖို့နေတယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးတိုက်ကြီးဆံပြမွေးမြူရေးဆောင်ဝတ်ဖြစ်ဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းရဲ့တွင်းကတိုက်ကြီးမွေးမြူရေးဆောင်ကိုဆံပြမွေးမြူရေးဆောင်ဝတ်ဖြစ်ဆောင်ရွက်နေတယ်လို့သိရပါတယ်အဆိုပါတိုက်ကြီးမွေးမြူရေးဆောင်ဟာမြေက2013တရက်မှာ3ညလေးအေကဘောမှာတည်ရှိထားပါတယ် ရှင်းဆုံးကိုစံပြမွေးမြူရေးဆုံးဖြစ်စေဖို့အပိုင်းလိုက်စီမံချက်တွေရေးဆွဲပြီးအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားဖို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်းကတိုက်တွန်းပြောကြားခဲ့ပါသည် မေလ23ရက်ကတိဆောက်ဆဲတိုက်ကြီးမွေးမြူရေးဆောင်ကိုတွားရောက်ပြီးအစိုးပါဆောင်ဝတ်တွင်မွေးမြူရေးလုပ်ငန်းထိုးရက်အတွက်လုံပိုင်းခွင့်ရလုပ်ငန်းရှင်တွေတိုက်ကြီးမြို့နယ်အတွင်းကဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ရှင်းလင်းဆောင်မှတွေ့ဆုံစဉ်ပြောကြားခဲ့တာပါ အစိုးရစုံအတွင်းလုပ်ငန်းတွေအကောင့်ထဲပေါ်ဆောင်ရွက်ရှာမှရင်းနှီးမသည့်ငွေတွေလိုအပ်ပါခါလဲတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အရင်းမပြောင်မသည့်ငွေ MSME ချင်းငွေတွေနဲ့နိုင်ငံစည်းဝါးမြင့်တင်ရေးရန်ပုံငွေတွေကိုချေယူရရှိနိုင်တယ်လို့ဆိုပါတယ်။အပြင်တမတ်ကာလာအတွင်းမှမှန်ကန်ကန်ပြန်လဲပေးဆက်ဖို့လိုပြီးတိုက်ကြီးမွေးမြူရေးဆောင်ကိုနိုင်ငံတကာနဲ့ရင်းပေါင်းတန်းနိုင်တဲ့အထိတိုးတက်အောင်မြင်စေရေးကိုအလုံးဝိုင်းဝန်းကြိုးပမ်းသွားကြဖို့လဲပြောကြားခဲ့ပါ ပါထိမွေးမြူရေးလုပ်ငန်းလုပ်မယ်ဆိုပါကလည်းအထူးကလိုအပ်ချက်ဟာရေနံမီဖြစ်တာကြောင့်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ရေနံမီရရှိရေးဆောင်ရွက်ထားတယ်လို့သိရပါတယ်။ဒါအပြင်လျှက်စစ်သားလုံလောက်မှုမရှိပါက လုပ်ငန်းရှင်တွေအနေနဲ့နေအောင်ချီစွမ်းရင်သုံးလျှက်စစ်သားတပိုင်းတနိုင်ထုတ်လုပ်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက်နိုင်တယ်လို့လည်းသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ ဂျပန်၌ယမန်နှစ်ကားထက်စံစည်းနှုန်း24ပါမြင့်တက်လာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာနေ့ရက်ထိဂျပန်မှာစံစည်းနှုန်းကရတ္တပတ်10ဘတ်ကျော်ကြာအောင်မြင့်တက်နေပြီးယမန်နှင့်ထိုကာလထက်24ပါမြင့်တက်နေကလူအများကသမင်းလျှော်စားခြင်းနဲ့အခြားနည်းလမ်းရှာခြင်းတို့ပြုလုပ်လာကြပါသည်။ မေလ17ရက်နေ့အထိဂျပန်မှာပြန်ပြလက်လီဆန်စီးနှုန်းက9ကီလိုဂရမ်လင်း4268ယန်းရှိလာတယ်လို့စိုက်ပျိုးရေးတစ်တုံးနှင်၅ဖန်ဝင်ကြီးဌာနကတနင်္လာနေ့မှာပြောပါအထိ78ဘတ်စတိုက်ဈေးနှုန်းမြင့်တက်လာပြီးနောက်ခဏတာကြာစင်းခဲ့ခေါယမန်သတင်းပတ်ကထ94ယန်းမြင့်တက်လာပါတယ် ယမန်နှစ်ထိုးကားလားနဲ့ရှင်ရင်စန့်စင်းတော့ကနှစ်ဆနီးပါးမြင့်တက်လာတာဖြစ်ပါအထိတာမန်လူတွေရဲ့သူကဝယ်ဖို့မလွယ်ကူတော့ဘူးလို့ဂျပန်တအူးကပြောပါအထိသမင်းဆိုတာနေ့စဉ်စားတော့တဲ့အရာပါဒါကြောင့်စားတော့ကုန်စင်းတော့မြင့်တက်လာတာကခေါင်းခဲเสียဖြစ်ပါအထိပြီးခဲ့တဲ့လအတွင်းတပတ်ကိုမှနှစ်ခါသုံးခါပဲသမင်းစားရပါတယ်လို့ပြည်သူတအူးကညီးသွားခဲ့ပါအထိ ဈေးနှုန်းတွေတက်နေတာကြောင့်ဈေးသက်သာတဲ့စီမံဝယ်ယူနေရကြောင်း9ကီလိုဂရမ်ကိုရန်4000ကျော်ပြီဖြစ်ကြောင်းအရင်လိုဈေးပြန်ချဖို့မျှော်လင့်ကြောင်းနောက်တဦးကလည်းပြောပါအထိန်ဆန်ဈေးသက်သာကိုဖြည့်ရှင်းဖို့အစိုးရကမတ်လာထဲကတူလောင်ဆန်များကိုဈေးကွက်ထဲတွင်းနေပြီဖြစ်ပါအထိန် မေလမှဂျွန်လိုင်လအတွင်းတလာကိုအတန်းချင်းတသိန်းအထိတွင်းဖို့စီစဉ်ထားပေမဲ့လက်လီစိနှုံရောချစေနိုင်မလားဆိုတာတော့မသေးချသေးဘူးလို့နီခေကဖော်ပြထားပါသေးလို့သိရပါသေးရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကားတော့မြောင်မိုးထပ်ပါ။